โอเคဟိုတနေ့ကဒီလာပြင်းနေညတော့ငါဒီဥမာဒီဥမာဖြစ်သွားတဲ့ကိစ္စမှာဟလာဒီဘက်ကနေပြီးတော့ချို့ရီကဝေဖန်ထောက်ပြကြတယ်ဒီဝေဖန်ထောက်ပြတဲ့အပေါ်မှာဝေဖန်ထောက်ပြတယ်ဝေဖန်ထောက်ပြတဲ့အပေါ်မှာဒီဘက်ချံကအဲ့ဒီ ါလဲ AD နယ်ကအမှတ်လဲတော့မသိဗျာဟာလားဒီဝေယံဆိုရှယ်မီဒီယာမှာကိုဝေယံဆိုတဲ့ဒီအကောက်ပါရှိမဲ့ဝေယံလို့တော့သိရဟာဒီညီလေးကအမှတ်လို့ပြောတာသူကအမှတ်လို့ပြောတယ်ဗျာကျွန်တော်တို့တော့တိ့ဥမှတ်လားမမှတ်လားမသိမာပြီမှာလည်းမနေဘူး အဲ့တော့အမတ်တော့ထားလိုက်တော့သူများပြောတော့အမတ်ဆိုတော့ကိုယ်ဒီလည်းအမတ်ပေါ့အဲ့တော့ဒီရေဦးမှဖြစ်သွားတဲ့ကိစ္စမှာခြားကျွန်တော်တို့တွေကဒီဘက်ကနေပြီးတော့ဝေဖန်ထောက်ပြတယ်ဟာလားဒီလိုမျိုးတွေမလုံးတင်ဘူးဒီလိုမျိုးတွေလောက်လို့ဒီလိုမျိုးဘုံကျဲခံရတယ်လို့ကျွန်တော်တို့ဘက်ကဒီဘက်ကနေထောက်ပြတယ်ဝေဖန်ကြတယ်ဟာလားဒီ MUG လူဖွဲ့ဒီကိုတိုင်ဟောလည်းဒီကိကလေးတွေကိုခေါ်ပြီးဆန္ဒတွေပြခိုင်းတယ်ပြည်သူတွေခေါ်ပြီးဆန္ဒတွေပြခိုင်းတယ်โอเคဒါရီထားလိုက်တော့ အဲ့ဒီတော့ဒီဘက်ကထောက်ပြတဲ့လူတွေဝေဖန်တဲ့လူတွေဒီဝေယံဆိုတဲ့လူကသူ့ရဲ့ social media မှာသူ့ရဲ့ video ဖိုင်တင်ထားတယ်။ဟာလားဘယ်လိုပြောထားလဲဆိုတော့ဒီဝေဖန်ထောက်ပြတဲ့လူတွေကဟာလားဒီတော်လိုင်းရေးကိုတွေးခွဲတယ်ဆိုဒါဒီလိုမျိုးတုံးနှုံထားတယ်။တော်လိုင်းရေးကိုတွေးခွဲတယ်ဆိုတော့ငါတို့ပြည်သူတွေကမင်းတို့စကားဆလဲဟာလားလောက်တာခံရမယ် မင်းတို့အမျိုးကြီးလူဖွဲ့စည်းရလဲလောက်တာခံရမယ်ဘဝလားအတို့ပြည်သူတွေကယနေ့မြန်မာနိုင်ငံရဲ့အခြေအနေကပြည်သူစရာမြေသာပင်ဖြစ်သွားပြီပြောရရတွေအများကြီးဟာဒီတော်လန်ရေးကိုစိတ်ကုန်တယ်ဒါပေမဲ့မင်းတို့လိုမျိုးဟာဒီလိုမျိုးညီပေါ်ညီပိတ်ညီကြောင်တွေကိုတော်လန်ရေးကိုစိတ်ကုန်တယ်မင်းတို့လိုမျိုးညီပေါ်ညီပိတ်ညီကြောင်တွေကိုလူငဖားတွေကို ရောက်ပြည်သူတွေတိအောင်ရိုက်ချိုးမှာမင်းတို့အမတ်လို့ပြောတယ်မင်းနိုင်ငံရေးဆိုတာဘာရောနားလဲမင်းတို့အမတ်ဆိုတာကမင်းတို့အမတ်ဖြစ်လာတယ်ဆိုတာကဘလို့အဓိပ္ပာယ်နဲ့အမတ်ဖြစ်လာအမေတော်ဆက်စုကြည်မျက်နှာကြောင့်မင်းတို့အမတ်ဖြစ်လာမင်းတို့ရဲ့နိုင်ငံရေးရည်ချင်းကပါနိုင်ငံရေးဆိုတာဟောပါ ဒါကိုဒီလိုမျိုးဝေဖန်ထောက်ပြတဲ့လူကိုတော်လန်ရေးကိုဒီလိုမျိုးဒီလိုမျိုးရှိတယ်လို့ဝေဖန်ထောက်ပြတဲ့လူကိုတော်လန်ရေးကိုတွေးခွဲတယ်ဆိုတော့ okay မင်းပြောတဲ့တော်လန်ရေးကိုမင်းငါမေးလိုက်မယ်ဟာလာတော်လန်ရေးဆိုတာပါလေမင်းတို့ပြောတဲ့တော်လန်ရေး okay ဒါကအများမြင်ရခေါ်လို့ခေါ်တဲ့စကားကတော်လန်ရေးလို့ခေါ်တယ်မသိရင်မှောက်ပါတော်လန်ရေးလို့ခေါ်တယ်အများလူတိုင်းနားလည်တဲ့စကားနဲ့ပြောမှဆိုရင်တော်လန်ရေး โอเคတော်လန်ရေးဒီတော့တော်လန်ရေးကအဆင်အဆင်အများကြီးရှိတယ်ပရမအုဆုံးတော်လန်ရေးကမင်းတို့လောက်ခဲ့ရမယ့်တော်လန်ရေးကပရမအုဆုံးအဆင်ကလက်နက်မဲ့တော်လန်ရေးလို့ခေါ်တယ်လက်နက်မဲ့တော်လန်ရေးဆန္ဒပြမယ်ဟာတို့ပရမအုဆုံးတော့ဆန္ဒတွေပြခဲ့တယ်အားဆန္ဒတွေပြအုပ်အုပ်လဲလဲတောင်းတောင်းဖျားဖျားဆန္ဒပြတယ်ဒါကိုလက်နက်မဲ့တော်လန်ရေးလို့ခေါ်တယ်မင်းတို့အမတ်ဆိုတဲ့ကောင်ကြီးမှောက်ပါ မင်းတို့မေစုကြောက်ဆိုမေစုမျက်နှာနဲ့လူကိုမကြည့်နဲ့မူကိုကြည့်ဆိုတဲ့မျက်နှာနဲ့မင်းတို့အမှတ်ဖြစ်လာတာကောင်းနေနိုင်ငံရေးကိုလာတက်မှပြောနေမင်းတို့တော်လိုင်းရေးလုံးနိုင်တော့ပဲလုံးရင်လုံးတိုက်တော့အာ okay အဲ့တော့ပထမဦးဆုံးဒီလေးခေါ်ပြီးတော့အော်ဒီလေးခေါ်ပြီးတော့ပထမဦးဆုံးဆန္ဒပြပြီးတော့ဟလာတောင်းဆိုပြီးတော့လောက်တာကိုတော်လိုင်းရေးလို့အဲ့ဒါပထမဦးဆုံးအခြေခံတော်လိုင်းရေးဒါကိုလက်နက်မဲ့တော်လိုင်းရေးလို့ခေါ်တယ် ဲ့ဒီကနေပြီးတော့အစ်စ်စစ်တိုးလာတဲ့ခါကျတော့မင်းတို့လက်နက်ဆွဲကင်တော်လန်ရေးအဲ့ဒီလက်နက်ဆွဲကင်တော်လန်ရေးကယနေ့မြန်မာနိုင်ငံရဲ့အနေထားကဘာလို့ပြောလဲယနေ့မြန်မာနိုင်ငံရဲ့အနေထားကပြည်တွင်းစစ်တော်လန်ရေးလို့ခေါ်တယ်မင်းအဲ့ဒီဝင်ရဆိုတဲ့ကောင်အမှတ်ပါတော့နိုင်ငံရေးကိုနားလဲအောင်လို့အမှတ်ဆိုပြီးတက်မလာနဲ့ငါတို့စီမှာတက်မလာနဲ့မင်းတို့ကောင်မျိုးအမှတ်မယူရသေးဘူးနောက်တစ်ခေတ်မှလည်းမယူရသေးဘူးပါနိုင်ငံရေးရည်ချင်းမှမရှိပဲနဲ့ အမတ်လွတ်ထားတော့ကောင်းနေမင်းတို့အမတ်တွေဖြစ်လာတဲ့အမျိုးကြီးလူဖွဲ့ကြီးတွေမှာအမေစုမျက်နှာနဲ့အမတ်ဖြစ်လာတာကောင်းနေတော်လိုင်းရောငါတို့စိတ်ကုန်နေဒါပေမဲ့မင်းတို့လိုမျိုးညီပိတ်တွေညီဘောတွေရိုက်ချိုးမှာမင်းကြည့်တော့ဘာဘာမင်းတို့ညီဘောညီပိတ်တွေမှာနိုင်ငံရေးပညာကိုလေ့လာလိုက်တာတကောင်မှနိုင်ငံရေးပညာမရှိဘူး မင်းတို့နိုင်ငံရေးပညာမတင်သေးတော့မင်းတို့စင်မာအောင်ပြောရတဲ့ဗာလဲဂိမ်းဒီအိုဒီမှာရှင်းပြဖို့ဒီမှာဂိမ်းဂိမ်းပုံစံမင်းတို့ဂိမ်းဂိမ်းပုံစံလို့ပြောရှင်းပြမယ်နိုင်ငံရေးဆိုတာဗာလဲဂိမ်းဒီအိုဒီဆိုတာဗာလဲရှင်းပြအောင်မှတ်ပါအောင်တို့နိုင်ငံရေး service ရှိတယ်ကောင်နေအမှတ်လို့ပြောတယ်ကောင်နေဒီနေ့မြန်မာနိုင်ငံအနေထားကတော်လိုင်းရေးကာလကပြည်တွင်းစစ်ဖြစ်သွားပြီးစစ်ပွဲ data ဖြစ်သွားပြီးပြီးလားအဲ့တော့တော်လိုင်းရေးလက်လက်ကင်ဆွဲကင်တော်လိုင်းရေးစစ်ပွဲဖြစ်နေတဲ့ data ဖြစ်သွားပြီး ဒေတာဖြစ်သွားတော့မင်းတို့ဆန္ဒပြနေလို့အပို့ပဲသူတင်ကိုတင်ကြိတ်ရမယ့်အချိန်စစ်ဖြစ်နေတဲ့ဒေတာဒါကိုဆန္ဒပြနေလို့အပို့ပဲဒါကိုပြောတာမင်းတို့ဆန္ဒပြပြီးတော့ဘာထူးမှလဲစစ်ချုံးရင်ဘာထူးမှလဲစစ်မနိုင်ဘာလို့ဒါကိုဒီလိုမျိုးဝေဖန်ထောက်ပြတဲ့လူကိုတော်လိုင်းရို့သွေးခွဲတယ်လေမင်းတို့ပြည်သူကမင်းတို့လောက်ခဲ့တဲ့တတ်တာ၅နှစ်ရှိပြီ၄နှစ်ပြီ၅နှစ်ပြီတော့ မင်းတို့လုံလုံနိုင်တဲ့တက်တန်းကမင်းတို့လုတ်ခဲ့တဲ့အရေချင်းကပါမင်းတို့ရွေးကောက်ခံအမတ်ဆိုတဲ့အရေချင်းကဘနက်ဘနက်ချက်ဘနက်ခုနှစ်ထိတက်တန်းဝင်အကျုံးဝင်မင်းတို့အကျုံးဝင်တဲ့တက်တန်းတလျှောက်မှာမင်းတို့လုံနိုင်စွမ်းလုံးနိုင်တဲ့အရေးချင်းကဘလောက်ထိအားဆိုင်ပြီးတော့စ조사အားထုတ်ပြီးတော့လုံးနိုင်ခဲ့တယ်။ဒါပေါ်မှာဖြေပဲနိုင်ငံရေးသမားတယောက်ရဲ့ဖြေရတာပဲ။ ကိုဒေတာမှာကိုမျိုးနယ်မှာကိုကရွေးကောက်ခအမတ်ဖြစ်သွားရင်ကိုဒေတာကိုအမတ်ကိုဒေတာကိုမျိုးနယ်ကိုဘလောက်ဒီအလုံးလုံးနိုင်လဲဆိုတော့ဟာနဲ့တိုင်းတာတာပဲအခုမင်းတို့အမျိုးကြီးလူဖွဲ့ကြီးရွေးကောက်ခမှာ okay တဲ့လက်ခံမိသေးတယ်ဒါပေမဲ့မင်းတို့ယနေ့ချိန်၅နှစ်ပြည့်ပြီလေ၅နှစ်ပြည့်မင်းတို့ရဲ့အရေးချင်းကဘာလဲဖြစ်ရတာပဲလीမင်းတို့မင်းတို့တော်လန်ကြီးကာလာလို့မကာလာလေလာမပြောနဲ့ မင်းတို့ရွေးကောက်ကအမတ်လို့တတ်မှတ်လာမင်းတို့လုံနိုင်ဆိုရင်ရည်ချင်းကိုတိုင်းတာမှာပဲစောက်သုံးမကြရင်မကြောက်ဘူးပြောမှာပေါ့ကဲစကားစကားဖြာထူးပြီးတော့မင်းတို့အမျိုးကြီးလူဖွဲ့စီကိုငါတို့ကဖြာထူးပါမှာโอเคဖြာထူးတယ်ဆိုလို့ရှိရင်မင်းတို့တတ်မှတ်ထားတဲ့ဒီမိုကရေစီဖရီဒမ်ဆိုတာလာမှာပြောနဲ့အဲ့ဒါဆိုမင်းတို့ဖရီဒမ်မှာမဟုတ်လားမင်းတို့ထောက်ပြပြီးပြန်ပြောရင်ဒလန်လို့ဆွဆွဲတယ်အမ်တော်လန်ရို့တူခွဲတယ်လို့တုံနှုံးတယ်မင်းတို့ကြည့်တော့ခလေးသားလေးကြွဆုံမျက်နှာတော့နေနဲ့ တာကိုဒီလိုမျိုးထောက်ပြရတဲ့လူတော်လိုင်းရုပ်ဒုခွဲတယ်လို့မင်းဒီနိုင်ငံရုပ်ဘလောက်ထိလေးလာတတ်ပြီဘလောက်ထိနားလဲဘလောက်ထိလေးလာတတ်ပြီဘလောက်ထိလေးလာပြီလဲမင်းနဲ့ဆာပစ်ရှိတဲ့လူကြီးတွေဝေဖန်ထောက်ပြနေတာလေအောင်မှားတယ်โอเคအဲ့ဒီမှာတစ်ချက်အာတော်လိုင်းရေတကယ်ဖြစ်နေတဲ့ဒေသမှာပြည်တွင်းစစ်တကယ်ထိကြိုက် နှစ်နာဆုံးအုံကြွကြွဖြစ်နေတဲ့ဒေတာဒီမဒေတာတမနော်ဗမာတိုင်းနာဒေတာတမနော်တခြားတိုင်းနာဒေတာငါမပြောသေးဘူးအညာဒေတာဆိုတာကဟာလာဒီဘက်ကစကိုင်းစကိုင်းမကွေးမန္တလေးဆိုတာတကယ်စစ်မြေပြင်ဒေတာမင်းတို့မြန်မာနိုင်ငံရဲ့အတုံးတုံးနဲ့ဆိုအနီရောင်ဒေတာစစ်မြေပြင်ဒေတာတတ်မှတ်တာလားအဲ့ဒီတော့အဲ့တတ်မှတ်ရတဲ့ဒေတာမှာမင်းတို့ဒီလိုဆန္ဒခေါ်ပြလို့ရတယ် ဒီလိုမျိုးတွေကမင်းတို့နားလဲလူပိန်းကြိုက်ဆိုရှယ်မီဒီယာမှာလာမအော်တဲ့ငါတို့ဒီမှာမရဘူးမင်းတို့လိုកောင်မျိုးလားမဟုတ်မင်းနဲ့ကြည်တဲ့កောင်မှပန်ဆယ်လို့တော့ fight တာမင်းတို့နိုင်ငံရေးစာပြစ်ကပါကဲမင်းတို့လူဘွက်ကြီးပြောပြလိုက်အောင်မှတ်သွားအောင် မင်းတို့ဒီအမေအောင်မေတော်အောင်ဆန်းစုကြည်ရဲ့ဟာလားကုလသမဂ္ဂမှာ ICJ မှာတင်သွင်းထားတဲ့အချက်လက်တွေကိုဖျက်သိမ်းပြီးတော့ဒီဘက်ကကုလသမဂ္ဂမှာရိုဟင်ဂျာနဲ့ပေါင်ပြီးနိုင်ငံရေးလောကထဲဝင်နေရမင်းတို့လူ့ဘက်ကြီးစောက်တော့မကြတာပေါ့မင်းတို့နိုင်ငံမြန်မာနိုင်ငံပြည်တွင်းနေထားအောင်မသိဘူးလားဒါတွေပြောရင်ပြန်ရှိတော့မယ် ိုင်ငံရေးရရှေ့ကြီးမင်းတို့တစ်ဖွဲ့လုံးကငါတို့ကဆဲရီဆိုတာဆဲဆိုတာဆဲရီကိုရိုက်ဖြုံနေတာမင်းတို့ဒီအမျိုးကြီးလူဖွဲ့စီမှာဆဲဆိုတဲ့အကြောင်းကိုဖြန့်ရှင်းပြမှတ်ထားအဲ့ဒါမင်းတို့ဇင်မာအောင်ပြောတဲ့ဂိမ်းနဲ့ပြန်ဆိုင်သွားတယ်မှတ်ထားကဘာကြီးကကိုလွန်ဒဗလယ်လိုင်းနေတာမတင့်မှတ်သွားမတင်မောက်ပါမင်းတို့ပြောပါမယ်မင်းတို့ ABCD နဲ့ရှင်းပြရင်ရမလားမင်းတို့ ABCD နဲ့ပဲရှင်းပြမင်းတို့နိုင်ငံရေးမင်းတို့နိုင်ငံရေးအမှတ်လုံးမဲကောင်နေတေအောင်မှတ်သွားအောင် ဟုတ်လားသူရှင်းပြရမယ်ဒီကောင်းနေဘူးတို့ចောင်းစားတင်လို့တင်ပြရမယ်နိုင်ငံရေးကိုဘုမမကဘာကြီးကဘာကြောင့်ဆဲနေလဲဆိုတော့အကုန်လုံးကကဘာကြီးဖြက်စီနေတာဘယ်သူလဲကဘာကြီးဖြက်စီနေတာဘယ်သူလဲတရုတ်ပဲဟလားအေးအဲ့ဒီတရုတ်ကြောက်ကဘာကြီးဖြက်စီတာအဲ့ဒီဖြက်စီတဲ့ထဲကိုမင်းတို့နိုင်ငံကမှတရုတ်ဆဲနေပြီအကုန်လုံးဒါတွေရောမင်းတို့သိလားအေးအဲ့ဒီဆဲနေတဲ့မှာရှိတယ်လို့အဲ့ဒီဆဲနေရှိတယ်လို့ မင်းတို့ group တွေမှာတယောက်ဆယ်တွေရှိတယ်အဲ့ဒီဆယ်တွေကဘယ်ရလာလဲစကားစကားပြန်လာတယ်ဒါကိုမင်းတို့ရှင်းပြဘယ်လိုရှင်းပြဥပမာမင်းတို့လက်ထောက်ပြီးတော့ပဲရှင်းပြပုံရောက်ပါပြီ ABCD နဲ့ပဲရှင်းပြဒါကြီးရတယောက်ကြီးဒါကြီးရစကားစကားကြီးဒါကြီးရပြည်သူမင်းတို့ဒါနဲ့လက်နဲ့မဆန့်ဘူးလိုရှင်းပြမင်းတို့နားလဲရ ဥပမာဒါကြီးကမင်းတို့ပြောတဲ့အန်စာတော်ကြီးဒါကြီးကအန်စာတော်ကြီးမင်းတို့မင်းတို့နိုင်ငံရေးဂိတ်တီဥတီဆိုတဲ့ဇင်မာအောင်ပြောတာငါအပြင်မှာသူမင်းတို့ငါစစအောင်နဲ့ပျောက်ချောက်တယ်မုန်းနဲ့တင်ပြရမှာပေါ့ပေါ့ဥပမာမင်းတို့ဒီ group ထဲမှာဟိုကတယောက်က၁၀ဆယ်အဲ့ဒီ၁၀ကဘယ်လိုသွားလဲစကားဆောက်သွားတယ်အဲ့ဒီစကားဆောက်တယောက်၁၀တယောက်၁၀ကနေမင်းတို့ဒီကိုပြန်လာတယ်အဲ့ဒီစကားဆောက်၁၀ကမင်းတို့ထဲမှာဒီမင်းတို့ထဲမှာဒီရှိနေတာ အဲ့ဒီကြောင်းမို့အဲ့ဒီမရောက်လို့အဲ့လိုမျိုးဘုံကျဲပြီးအဲ့လိုမျိုးဖြစ်နေတာအဲ့လိုမျိုးဆဲရီပါလို့အဲ့လိုမျိုးရိုက်ဖြူပြီးအဲ့လိုမျိုးဖြစ်နေတာရောမင်းတို့မသိနိုင်ဘူးတွေးလူတွေဒါတွေကိုဘယ်လိုလောက်ထားလဲဆိုနှင်းနဲ့ချီပြီးပလန်ချလာတာမင်းတို့လို့ငါနေမဟုတ်တယ်ဘူးဒီကိစ္စတွေဒါတော့မဖြစ်တာမှသွားသူတို့တည်လာပြီးသားတွက်ထားပြီးသားအစတည်းကမင်းတို့လို့ခွေတိုးပေါက်ကနေပြီးတော့အမေအောင်တော်အောင်ဆန်းစုကြည့်မျက်နှာနဲ့လူကိုမကြည့်နဲ့မူကိုကြည့်ပြီးတော့ မဖြစ်လာတော့ကောင်းနေရတော်လိုင်းရေးကိုဒီလိုမျိုးပြောတဲ့လူပြည်သူကဒီလိုမျိုးဝေမှန်ထားပြလို့ရှိရင်တော်လိုင်းရေးကိုသွေးခွဲတာဆိုဒီဘက်ကဒီကိုဂရုတွေမှာရှိတဲ့ဒီဆဲတွေတောင်မမြင်နိုင်ဘူးဒီဆဲတွေတောင်မမြင်နိုင်ဘူး မင်းတို့ကြောက်တဘုံနဲ့ခြိုက်ပြီးတင်မင်းမရမှာဒီတိုင်းပြောပြလို့မရအောင်မင်းတို့တော့လည်းဇင်မာအောင်ဆိုတဲ့ဟာဒီလိုဂိမ်းတီယိုနေရှင်းပြပြလို့ရတယ်မင်းတို့ဂိမ်းတီယိုရောနားလဲတာမင်းတို့ဇင်မာအောင်ပြောမှကြားဘူးမှာပါအားကြီးလည်းမင်းတို့မသိဘူး တော်လည်းရင်းကိုမင်းနိုင်ငံရင်းတောင်းမလဲတော်လည်းရင်းပဲလို့ပြည်သူတို့ဒီဘက်ကဝေမှာထောက်ပြတဲ့လူမင်းတို့တတ်မစော်ကားနဲ့အဲ့ဒီကောင်တွေကမင်းတို့ထက်နားလည်နေတယ်မင်းတို့လိုမျိုးတိတဲ့ကောင်တွေကြီးပဲမတိဘူးဆိုမင်းနဲ့တော့ level ရှိတဲ့ကောင်တွေရှိတယ် 老家伙，哎妈，米诺得得看人家来表演，米诺那人家，米诺那人家哪里的？苏没有气干就叫老外先表演了，米诺可以再看老外先表演。人家个把一毛，俺李李把叫老李的，我没弄哪里？俺李李老的，米诺俺们弟的把我的牙伊，不然俺们俺李李老的把我的牙伊，家里老我对奶奶爷些没死的，讲你他妈的！米诺那个嘛，古道那山里。 တာနဲ့အဘရလာမင်းပြောမဂျိုဒူးဝလာပြောမှာဒါရီယောမင်းတို့နားလဲဒါရီယောဒီကိစ္စတွေရောမင်းတို့နားလဲပင်ကုန်းကြီးခုတော့ဘောင်းဝင်ပြီးတော့နိုင်ငံရေးလောကထဲမှာအမတ်လုံဝင်လို့တော့ကော်လာထားအော်နေဒီဘက်ကဝေမထပြတဲ့လူမင်းတို့ဆဲတွေမပြိုမချင်းမင်းတို့ဆဲတွေ မင်းတို့ဒီဘက်ကမင်းတို့ group တမရှိတဲ့ဆဲတွေအကုန်လုံးမပြိုမချင်းတော်လိုင်းရမပြီးဘူးမင်းတို့မှတ်တာဒါကငါတို့ကရိုက်ဖြိုနေတယ်ပြည်သူကိုချပြနေတော်လိုင်းရဘာကြောင့်မပြီးလဲဘာကြောင့်ခီးမင်းရလဲကြည့်လိုက်ပေါ့မင်းတို့ဘယ်လိုလုပ်ထားတယ်ဘယ်လိုကစားထားတယ်မသိရင်မှတ်သွားအောင်မင်းတို့ AMG အစိုးရဆိုတဲ့အဖွဲ့ကြီးကစိုးရလို့သူတို့ကသူတို့ပြောတယ်ဒီဘက်မှာ AM စိုးရမဟုတ်ဘူး AMG ကိုစစ်မယ်ရှိတယ်โอเคထားလိုက်လက်ခံနေတယ်ဒါထားလိုက်အောင်ပြည်လို့ပြန်ချပြမယ် မင်းတို့အမျိုးကြီးအစိုးရလို့ခေါ်လာတာဆိုရလို့တတ်မှတ်တိုင်းဒီဘက်ကတိုင်းရင်းသားပြည်နယ်နဲ့တိုင်းခုနှစ်ခုတည်းမှာမင်းတို့အနာအနာတက်ရောက်တာဗီဒီတာကိုတက်ရောက်ဆိုရလို့ဥပမာကရင်ဒေတာချင်းဒေတာကရင်ဒေတာချင်းဒေတာဒီဘက်ကကချင်ဒေတာရခိုင်ဒေတာအနာတက်ရောက်မှုရှိတာမင်းတို့ဆိုရပါဆိုတဲ့အဖွဲ့ကြီးอ่ะ မင်းတို့အစိုးရပါဆိုတဲ့ဖွဲ့စည်းရာနိုင်ချက်ချမယ်နိုင်ရင်ပြတ်တက်လာမယ်ကျွန်တော်ဒီမှာဖုံးတလုံးဝင်လာလို့ဒီမလေးကဖုံးတလုံးဝင်လာနောက်ရင်ပြတ်တက်လာမယ်နော်